င်္ဂလာပါရှင် ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာမွတ်စလင်လက်နက်ကိုက်တအစာဖွဲ့ကဖမ်းဆီးသွားခဲ့တဲ့ကင်းချောင်းကျေးရွာကကလင်းငယ်အပါဝင်ဒေသခံ၃ယောက်ဟာ၃ရက်ကြာတဲ့အထိပြည်လဲလွတ်မြောက်လာတာမရှိသေးဘူးလို့မောင်တော်ဒေသခံတွေကပြောပါရတယ်။ အော်တိုဘလာ၂၄ရက်နေ့ပိုင်းမှာမောင်တော်မြို့နယ်ကင်းချောင်းကျေးရွာကကျေးရွာသား၆ယောက်ဟာရွာရဲ့အရှိဘက်မယူတောင်ချေရဲမှာနွားချောင်းနေတဲ့အချိန်အစာဖွဲကအသက်၁၀နှစ်အရွယ်မိန်းကလေးအပါအဝင်ကျေးရွာသား၃ယောက်ကိုဖမ်းဆီးသွားတာလို့ဆိုပါတယ်ဖက်စစ်ခရသူတွေကိုကြေးရွာသားတွေနဲ့အာရခတက်တော်ကလိုင်းလံရှာဖွေမှုတွေပြုလုပ်နေပေမဲ့တော့ရကြတဲ့အထိရှာမတွေ့သေးဘူးလို့မောင်တော်ဒေသခံကပြောပါရယ် မန္တော့ဒေသမှာမွတ်စလင်လက်နက်ကင်တွေကြောင့်ဒေသခံတွေ ကုန်သွယ်ရေးမလုပ်ရတော့ပဲတောက်ရလည်းမသွားရကြတော့ဘူးလို့ဆိုရတယ်။မွတ်စလင်လက်နက်ကင်ဖွဲ့တွေဖြစ်တဲ့ ASA RSO နဲ့ ARA ဖွဲ့တွေဟာမောင်တော်မြို့နယ်ကမွတ်စလင်ကျေးရွာတချို့နဲ့ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာခြေကုပ်ယူထားပြီးမေယူတောင်တောတချောင်းနဲ့မောင်တော်မြောက်ပိုင်းမှာအဓိကလှုပ်ရှားနေတယ်လို့ဒေသခံတွေနဲ့စီအေတရေရင်းမြစ်တွေကပြောပါတယ်ရှင်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အပါအဝင်86ယောက်ကိုကိုယ်စားလှယ်လောင်းစည်းငါးနေပယ်ဖြစ်လိုက်တယ်လို့စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီကောင်းဆောင်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FBDP မေဆနာနဲ့အမှတ်နှစ်အတွက်ကိုယ်စားလှယ်လောင်းစည်းတည်သွင်းထားတာဖြစ်ပြီးအခုပယ်ဖြစ်လိုက်ပြီလို့မီဒီယာတွေရဲ့မေးမြန်းမှုကိုရွေးကောက်ပွဲကော်မရှင်ဘက်ကပြန်လည်ဖြေကြားလိုက်တာပါ ဒေါ်သက်သက်ခိုင်ကိုအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥရေပုံမှာ၈ဂါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့အတွက်ပယ်ဖျက်လိုက်တာလို့ဆိုပါတယ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာ၈ဂါကြီးကတော့နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကေရှင်းသူ ဆိုပြီးပြဋ္ဌာန်းထားတာပါတသက်သက်ခိုင်အနေနဲ့ကမ္ဘောဇဘန်ထံမှချင်းငွေကြက်ငွေဘီလီယံတရာကျော်နဲ့တခြားနာမည်ကြီးပုဂ္ဂလိကဘဏ်တစ်ခုကနေလဲချင်းငွေရယူထားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ရှင် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းရဲ့အရေးကြီးဆုံးလမ်းမိုင်းဖြစ်တဲ့မန္တလေးလာရှုလမ်းမိုင်းဟာ10နှစ်ဆက်ကုန်စစ်စီအောင်မြင်မှုနဲ့အတူပိတ်ဆို့နေကြတာပါစစ်ကောင်စီဘက်ကပြည်တော်လမ်းမကြီးတခြားမှာရှိတဲ့နောင်ချိုကျောင်းမဲ့တီဘောတို့ကိုပြင်းထန်ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့မန္တလေးလာရှုလမ်းကိုကားနဲ့သွားလာလို့ရပြီလို့လမ်းအသုံးပြုသူတွေကပြောပါတယ်ဒါပေမဲ့စစ်ကောင်စီဂိတ်တွေကလမ်းမိုင်းတခြား20ကျော်ရှိနေတယ်လို့ဆိုပါတယ်ဒါကြောင့်တကိတ်ကို1000ကနေ2000ထိပေးနေရပြီးစုစုပေါင်းဆိုရင် သုံးလေးသိန်းဝန်းကျင်ထိကုန်ကြနေတယ်လို့လည်းလမ်းသုံးပြသူဦးကပြောပါတယ်။စုစုပေါင်းဆိုရင်ဂိမ်း20ထက်ရှိရဗျ။တကယ်ကို1000ပေးရတယ်လည်းရှိရယ်။ရှုပ်ဂိတ်တွေဆိုရင်1000 3000တောင်းတာတွေလည်းရှိရယ်။မကုန်းဆိုရင်သုံးလေးသိန်းပဲ။ရှုပ်ဂိတ်တွေဆိုမူးနေတဲ့ကောင်တွေလည်းရှိသေးတယ်လေ။တောင်းတော့ပေးရတာပဲ။ဒါက AC ကားနဲ့ကားသေးတွေရဲ့ကုန်ကြေးပါ လက်ရှိမှာတော့တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဂျင်စီတရားနဲ့ကိုရင်းတရားတွေဟာယာယီအုံပြုလို့ရအောင်ပဲပြင်ဆင်ထားတာကြောင့်ကုန်ကားကြီးတွေတော့တွာလာလို့မရသေးပါဘူး။ကုန်ကားကြီးတွေဟာနောင်ချိုတိပဲတွာလာလို့ရသေးပြီးနောင်ချိုနဲ့ပြင်းလင်ကြားမှာလည်းဂိတ်ပေါင်း၉ဂိတ်ထက်မနည်းရှိနေတယ်လို့စီးလီလာတုံးသက်သူလူဖြစ်တဲ့ကိုစင်ယောကပြောပါရတယ်။ကုန်ကြားစည်းကလည်းတသိန်းခွဲကနေ၃သိန်းဝန်းကျင်ထိပေးနေရဆဲလို့ဆိုပါရတယ်။ပြင်းလင်တဲ့နောင်ချိုပဲချမ်းပေါ့။အဲ့မှာဗန်ပွေးတို့ဝက်ဝင်းတို့ကျွန်တော်တို့ပြီးရင်ကျွန်တော်ရေဝင်းတို့အဲ့ပဲချမ်းနေမှာဂိတ်တွေက အရင်လိုပဲအရှိုးအရှိုးပြန်ပေါက်လာတယ်အဲကျွန်တော်တို့ဒီကုံကားကြီးတစည်းဆိုရင်အဲ့နောင်ချုံနဲ့လာနောင်ချုံနဲ့ပြုံးလွင်လားပိုင်းမှာပဲเนาะပြုံးပြုံးလွင်လားပိုင်းမှာတယ်ကျွန်တော်တို့အ ਨੇ ဆုံး၈ခိတ်၉ခိတ်လောက်ရှိပြီးတော့သသိန်းဝဲကနေ၃သိန်းလောက်ထိကားမျိုးစားတွေပေါ်မှာမူတီပြီးပေးနေရတယ်လို့ပြောတယ်ဗျဒါမဲ့ထုံးစံတိုင်းဘောစတက်ကတိုက်ပြီးတော့အဲမှာရဲဘက်ကကောက်တယ်လို့ကြံတဲ့တခြားဖွဲ့စည်းတွေကကောက်တယ်ဆိုပြီးတော့ပြောနေတာတကယ်တမ်းကတော့အတူတူပဲ အစံတစ်ဆက်ကွန်စစ်စင်မှာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွေအရေးကြီးတဲ့ပြည်တော်စုလမ်းလမ်းလျှောက်မှာရှိတယ်။လာချိုတီဘောကြောင့်မဲနောင်ချိုပါဝင်ချမ်းမြောက်ကမြို့နယ်အများစုကိုတလိုင်းအင်အားစုတွေဘက်ကသိမ်းပိုင်နိုင်ခဲ့ပြီးကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ခဲ့တာပါ။ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်ဖို့အတွက်တရုတ်ရဲ့ဖိအားပေးမှုကလည်းပိုပြီးပြင်းထန်လာခဲ့တဲ့နောက်လာချိုကိုစစ်ကောင်စီတန်းပြန်လွှဲပေးခဲ့ရပါတယ်။တစ်ဆက်တည်းစစ်ကောင်စီကနောင်ချို တစက်တည်းမှာပဲစေကောင်စီကနောင်ချိုကြောင်းမဲ့တီဘောတို့ကိုစက်တိုက်ဆိုလိုပြန်လဲထိုးစစ်ဆင်တင်ပိုက်ခဲ့တာကြောင့်လက်ရှိမှာတော့လမ်းကြောင်းကပြန်ပွင့်လာတာပါဒါပေမဲ့လည်းနေမြေစိုးမှုဖို့နဲ့ပျက်စီးနေတဲ့လမ်းပိုင်းကိုပြန်ပြင်ဖို့တွေလည်းရှိနေတာကြောင့်ကုံသွေးကြီးကပြေးဝါလဲပတ်ဖို့တော့မလွယ်သေးဘူးလို့ဆိုကြပါတယ်ကျွန်တော်ထပ်အောင်ပါ ကမ်ဘောဒီးယားထိုင်းငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲမှာကြောင်ဝင်ဖြန့်ဖြေးသူအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကုလသမဂ္ဂကိုအော်တိုဘာလ26ရက်မှာအပြင်းထန်ဝေဖန်ခဲ့ပါတယ်။ကမ္ဘာအဖွဲ့အစည်းကလုတ်ခဲတင်တာဖြစ်ပေမဲ့သူတို့ကအရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့လည်းဆွတ်ဆွဲခဲ့ပါတယ်။ကုလသမဂ္ဂကဘာမှမလုပ်ဘူးလို့ထရမ့်ကပြောရင်ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကိုမထောက်ပံ့တဲ့အတွက်ကုလအဖွဲ့အစည်းကိုဝေဖန်ပြောကြားခဲ့တာပါ အမေရိကန်နိုင်ငံဟာမျိုးဆက်များစွာအတွက်ဒေသတွင်အတွက်အားကောင်းတဲ့မိဖက်တူဖြစ်လာမယ်လို့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကအရှိတအဝါရှခေါင်းဆောင်တွေကိုအော်တိုဘာ26ရက်မှာပြောခဲ့ပါတယ်ထရမ်ဟာအရှခီစီရဲ့ပထမဆုံးခီစီအဖြစ်မလေးရှားနိုင်ငံစီရောက်နေပြီးဇူလိုင်လမှာ9ရက်ကြာနေဆက်ပရိပခါကိုအစုံသက်ဖို့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာဂျာဝင်ညှိနှိုင်းပေးခဲ့တာပါ ကမ္ဘောဒီးယားထိုင်ပြစ်ခတ်ရဆက်ရဲသဘောတူညီချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရှေ့မှာလက်မှတ်ရေးထိုးခဲ့ကြပြီးငြိမ်းချမ်းရေးစီဦးတည်တဲ့လမ်းကြောင်းတစ်ခုလို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးစီဟာဆပ်ဖောက်ကက်ကယောက်ကခေါ်ဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကအမေရိကန်သမ္မတရဲ့ပါဝင်ပတ်သက်မှုကိုလည်းအော်တိုဘားလ26ရက်မှာချီကျူးကွန်ပြူခဲ့ပါတယ်ရှင်။ TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်